ဒီနေ့ရဲ့3မိနစ်ကျမ်းမာရေးအစီအစဉ်မှာပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့အခုနောက်ပိုင်းမှာအစာသုံးမှုများလာကြတဲ့ပေါက်သီးနဲ့ပတ်သက်တဲ့ကျန်းမာရေးဘုဒ္ဓတာလေးတွေပဲဖြစ်ပါတယ်။ပေါက်သီးကချွတ်ချွတ်ချင်းချင်းလေးနဲ့အရသာရှိတာကြောင့်အချိုပွဲတွေကိတ်မုတ်ကြားလုံးတွေနဲ့မုတ်တွေပြုတ်လောက်ရမှာထဲ့သွင်းအသုံးပြုကြသလိုတိအစာအနေနဲ့လည်းပေါက်သီးကိုအစိမ့်စားတာမျိုးတွေရှိပါတယ်။ ဖောက်သီးမှာကယ်လိုရီပမာဏနည်းပါပြီးတော့ဗီတာမင်နဲ့သတ္တုဓာတ်တွေနဲ့အတော်အသင့်ပါဝင်ပါတယ်။ဖောက်သီးမှာဓာတ်တုဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီးတော့ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ဓာတ်တွေပါဝင်နေပါတယ်။ပေါတိကနေရရှိမဲ့ကျမ်းမာရေးအကျိုးကျေးဇူးလေးတွေကတော့ရောင်ရမ်းမှုကိုတက်တာစေတယ်။ပေါတိမှာဓာတ်တုဆန့်ကျင်ပစ္စည်းတွေကျွဲဝစွာပါဝင်တာကြောင့်ပန်းနာရေးချက်တက်တာစေတယ်စေ။ချောင်းဆုပ်ပြောက်စေအနာကျက်စေတန်ချစေရောင်ရမ်းမှုတက်တာစေတယ်စေ ဝမ်းပျော်စေဝမ်းနှုတ်စေတွေထုတ်လို့ရမှာအသုံးပြုသလိုအစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်ပြီးတော့စီးချိုဝေဒနာတွေတွေအနေနဲ့လည်းစားသုံးမှုအထူးသင့်တော်ပါတယ်ပြီးတော့သွေးတိုးယောဂါကိုထိညှိပေးတယ်ပေါက်တိမှာသွေးတိုးတာကိုသက်သာစေနိုင်တဲ့ပိုတက်ဆီယမ်ဓာတ်တွေတင့်တင့်မြတ်တာစွာပါဝင်တာကြောင့်ပေါက်တိကသွေးတိုးတာကိုထိညှိပေးနိုင်ပါတယ်ဇီဝဓာတ်ရုဓာတ်ပေါင်းတွေကကိုလက်စထရောကိုကျဆင်းစေပါတယ်။ပြီးတော့မကြသေးခင်ကလှုပ်ဆောင်ခဲ့တဲ့လေးလောင်မှုတွေအရပေါက်သီးက အဆုတ်ကန်စာကိုကုသမှုမှာအကျိုးရှိစေနိုင်တယ်။ပေါက်သီးမှာကန်စာဆဲတွေကိုတိုက်ဖြတ်နိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့်ကန်စာကုသမှုမှာအထောက်အကူပြုနိုင်ပါတယ်။ပြီးတော့အာယုံကြောပြဿနာတွေကိုသတ္တာစေတယ်။ပေါက်သီးမှာ free radical တွေကိုထိန်းချုပ်နိုင်တဲ့အစွမ်းရှိတာကြောင့်အာယုံကြောဆိုင်ရာယောဂတွေအပါအဝင်ယောဂတော်တော်များများကိုကုခံရမှာအထောက်အကူပြုပါတယ်။ပြီးတော့အမြင်အာယုံကောင်းမွန်စေတယ်။ပေါက်သီးမှာ vitamin A ကျွဲဝစွာပါဝင်တာကြောင့်နေ့စဉ်လိုအပ်နေတဲ့ vitamin A ပမာဏကိုလုံလောက်စွာထောက်ပံ့ပေးပါတယ်။ ဗီတာမင် A ကမျက်လုံးကိုကျန်းမာစေပြီးတော့ရေတိမ်ဖြစ်တာနဲ့မျက်လုံးကျွတ်သားတွေပျက်စီးတာကိုကာဝယ်ပေးပါတယ်။ပြီးတော့အရိုးတွေကိုကြန့်ခိုင်တန်ဆွမ်းစေတယ်။ဗောက်တီကအမျိုးသားတွေမှာဖြစ်တတ်တဲ့ဒူလာနဲ့အရှည်ပြားနှီးညံရှောင်ရမ်းတာကိုလည်းကုသရမှာအသုံးပြုနိုင်ပါတယ်။ပြီးတော့ကိုခန့်အားစနစ်ကိုတိုးမြှင့်ပေးနိုင်တယ်။ဗောက်တီမှာဗီတာမင် C ပါဝင်တာကြောင့်ခန္ဓာကိုယ်ကလိုအပ်တဲ့ဗီတာမင် C ကိုပြည့်ဝစေပါတယ်။ဗီတာမင် C ကကိုခန့်အားစနစ်ကိုတိုးမြှင့်ပေးပါတယ်။ နောက်တစ်ခုကအသေးကျန်းမာစေတယ်။ပေါက်သေးကခန္ဓာကိုယ်တွင်းကိုလက်စတရောပမာဏကိုထိန်းညှိပေးပြီးတော့အသေးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ကြောက်ကပ်ကိုလည်းကျန်းမာရေးကောင်းမွန်စေပါတယ်။ပေါက်သေးကကိုယ်တွင်းကအဆိပ်တောက်တွေကိုဖယ်ရှားပေးပြီးတော့ဆီးရွှင်စေတာကြောင့်ခန္ဓာကိုယ်ရဲ့ကပိုရှန်နေတဲ့အဆီတွေ၊ငံတက်တွေနဲ့ပြန်ရည်ကျောစနစ်တွေကအဆိပ်တောက်တွေကိုဖယ်ရှားဆုတ်ထုတ်ပေးတာကြောင့်ကြောက်ကပ်ကိုကျန်းမာစေပါတယ်။အေးမီတုပ်ခွေတွေကိုတက်တာစီရဲတက်တိုးဆက်ကျင်ပစ္စည်းတွေကျွဲဝဆွာပါဝင်တဲ့ပေါက်တိကအေးမီတုပ်ခွေဖျားနာမှုကိုကာဝယ်ပေးနိုင်ပါတယ်။ ပေါက်သီးကိုတနည်းနှစ်ချိန်ယူနေနဲ့စားသုံးပေးမယ်ဆိုရင်တော့နှာခေါင်းပိတ်တာကိုတက်တာစီမှာဖြစ်ပြီးတော့နေလို့တက်တာလာစီမှာဖြစ်ပါတယ်။ဗီတာမင်စီကျွဲဝရယ်ပေါက်သီးမှာတမရသီးထက်ဗီတာမင်စီနှစ်ဆလောက်ပါဝင်ပါတယ်။ဓာတုဆက်ချက်ပစ္စည်းကျွဲဝတာကြောင့်ပေါက်သီးစားသုံးပေးရကနှလုံးသွေးကြောဆိုင်ရာယောဂါလေးဖြတ်ခြင်း၊ကန်ဆာယောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။အခုလိုမျိုးအကျိုးများလာတဲ့ပေါက်သီးမှာဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။ ဒီတော့ဘေးထွက်ဆိုးကျိုးတွေကဘာတွေဖြစ်မလဲဆိုတော့မမှဲ့သေးတဲ့ပေါက်သီးမှာဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့အဆိပ်ရှိတဲ့ alkaloid အနေနဲ့ပါဝင်နေရကြောင်းပေါက်သီးကိုမမှဲ့ပဲနဲ့မစားသုံးသင့်ပါဘူး cherry သီးမျိုးရင်းဝင် berry သီးမျိုးရင်းဝင်အသီးတွေအပင်တွေနဲ့ဓာတ်မတည့်သူတွေအနေနဲ့ပေါက်သီးကိုမစားသင့်ပါဘူးပြီးတော့ vitamin c vitamin o တို့နဲ့ဓာတ်မတည့်သူတွေအနေနဲ့လည်းပေါက်သီးကိုလုံးဝမစားသုံးသင့်ပါဘူးဒါကတော့ပေါက်သီးကိုစားသုံးတဲ့အခါမှာသတိထားရမယ့်အချက်လေးတွေပဲဖြစ်ပါတယ် ကဲအခုဆိုရင်တော့အခုနောက်ပိုင်းမှာစားသုံးမှုများလာကြတဲ့ဘောက်တီးရဲ့ကျမ်းမာရေးကောင်းကျိုးလေးတွေနဲ့စူးကျိုးလေးတွေကိုပြပြပေးခဲ့ရပါပဲဖြစ်ပါတယ်